ရှိကုန်တိုင်းမှာဖြစ်ပွားခဲ့တဲ့ကားလမ်းပေါ်လှဲအိပ်ပြီးကိုကိုကိုအဆုံးစီရင်သွားတဲ့မလင်းပြည့်အိမ်ရဲ့ရင်မတော်တဆမှုဟောင်းအားလုံးထင်ထားသလိုတမိကြီးစားကိစ္စမဟုတ်ပေမိသားစုကိစ္စတွေကြောင့်ကိုကိုကိုအဆုံးစီရင်သွားတာဖြစ်ကြောင်းပေါ်ပေါက်လာ။ မင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့အောက်တိုဘာလ22ရက်နေ့ညပိုင်းကရွှေကောင်တိုင်ဂုံတတာအစဉ်ရင်းမတော်တဆမှုဖြစ်စဉ်မှာရင်တိုက်ခံခဲ့ရတဲ့မလင်းပြေးအိမ်ဟာအများထင်သလိုတမီးကြီးစားကိစ္စကြောင့်မဟုတ်ပေမိသားစုအတွင်းရေးပြဿနာတွေကြောင့်အခုလိုပြုလုပ်သွားတာဖြစ်တယ်လို့နှိဆက်သူတွေရဲ့ပြောပြချက်အရသိရှိရပါတယ် လင်းပြေးအိမ်ဟာအခုကိစ္စမဖြစ်ခင်ရှေးပိုင်းရက်တွေတုန်းကကလောမျိုးကိုအပန်းဖြေခရီးသွားရောက်နေကြတာဖြစ်ပြီးကလောကပြန်ရရောက်ခြင်းနဲ့အိမ်မပြန်ခင်လမ်းမှာရင်အခုလိုကိစ္စမျိုးကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။ အနီးဘက်ဝင်ကျင်းမှလူတွေရဲ့ပြောပြချက်အရမလင်းပြည့်အိမ်ဟာကားပေါ်ကားကောင်းလေးတစ်ယောက်နဲ့စကားများရပ်ဖြစ်ပြီးတဲ့နောက်အဆိုပါကောင်းလေးကသူမကိုအထုပ်တွေနဲ့အတူလမ်းဘေးမှာချထားခဲ့ကကားကိုတရက်ချမ်းမှောင်းထွက်သွားခဲ့ပြီးတဲ့နောက်မလင်းပြည့်အိမ်ကတခဏကြာမှလမ်းမပေါ်မှာလဲအိတ်သွားခဲ့တာဖြစ်တယ်လို့ကိုရိုင်းတွေးရှိခဲ့သူတအူကပြောပြထားတာလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကားလမ်းပေါ်လှဲအိပ်ပြီးကိုကိုကိုအဆုံးစီရင်သွားခဲ့တာဟာစစ်သူရေးစားကိစ္စကြောင့်လို့အားလုံးကထင်နေခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့အားလုံးထင်နေကြသလိုမဟုတ်ပဲမိသားစုအတွင်းရေးတွေကြောင့်လှုပ်သွားခဲ့တာဖြစ်ကြောင်းတွင်မျိုးနီးဆက်သူတအူကအခုလိုပြောပြထားပါတယ်။မလင်းပြည့်အင်ရဲ့ကိစ္စတွေကိုအစအဆုံးသိရှိထားသူတအူကမိသားစုပြဿနာစိတ်ဓာတ်ရာတွေကြောင့်မူအောင်တောက်ပြင်းနေတဲ့ဒီလိုတွေဖြစ်ကုန်တာပါ။ဘာရည်စားကြောင်းမှမဟုတ်ပါဘူး။လင်တာယူလို့လှုပ်တယ်ဆိုတဲ့ပုံစံတွေတင်နေကြတော့ငါရှင်တွေနာလိုက်တာဟာ လိုက်လည်းမရှင်းပြနိုင်တော့ဘူးသူ့နာမှာငါမရှိနေတာကိုပဲနောင်တရမိတယ်ဟုဆိုက မလင်းပြည့်အင်ရဲ့ချစ်ခင်ရသူတငယ်ချင်းတယောက်ကရှင်းပြထားတာလည်းဖြစ်ပါတယ်ဒါအပြင်မိသားစုအတွင်းရေးကိစ္စတွေကြောင့်ကိုကိုကိုအဆုံးစင်ရင်သွားခဲ့တာတော့။နာရေးကိစ္စကိုချက်ချောမောမောမလုပ်ပေးခဲ့ဘူးဆိုပြီးတော့လေအဆိုပါမိန်းကလေးကပြောပြထားပါသေးတယ်။အကောင့်တာဝန်ယူပြီးလုပ်ပေးမယ်လို့မင်းညကလေးကပြောထားတာကိုသူတို့လုပ်မယ်ဆိုပြီးစေးရုံမှတရားနာတယ်။ခမ်းမတော်မငားပဲနဲ့ဖြစ်တယ်လို့တကြိုလိုက်တယ်။ လောက်ရလိုက်ကြတာဓာတ်ပုံတွေပန်းတွေစာရွက်တွေကအစအကုန်လုံးပေးထားပြီးကမှဈေးရုံကအတူတူထွက်တာကိုငါတို့ကားကိုမဆောင်ပဲတကြိုလိုက်ပြီးတယ်လားလွှဲလိုက်တာမိမိရဲ့အကောင်းဆုံးတွေလုပ်ပေးချင်တာကိုမမခဏလေးနောက်ကျနေတာပါရက်ဆက်တဲ့အန်တီတို့ရဲ့သူတလောက်ကောင်းပေးခဲ့တာကိုနောက်ဆုံးခရီးကဒီလိုမျိုးဖြစ်တယ်လို့လုပ်ပေးမယ်လို့မထင်ထားခဲ့ဘူးယုံမိတာငါအမှားပဲ မလုတ်ပေးခြင်းရင်လေသူ့ကိုချစ်တဲ့သူတွေရှိတယ်နော်တော်တော်ရက်ဆက်ကြတဲ့မိသားစုဟုဆိုကမလင်းပြည့်အိမ်ရဲ့မိသားစုအပေါ်မှာလေမချစ်တင်ခဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်မလင်းပြည့်အိမ်ဟာမိသားစုပြဿနာကြောင့်ကိုကိုကိုအဆုံးစီရင်ခဲ့ပြီးတဲ့နောက်နိုင်ရေးကိစ္စမှာတော့မိသားစုဝင်နေစီကနှွေးထွေးတဲ့မြစ်တာတွေကိုမရပဲအဆုံးသက်လိုက်ရတဲ့တနာစရာမိန်းကလေးတစ်ယောက်ပဲဖြစ်ပါတယ်